ခါကနေသားမင်းတဦးစီမှာမောင်နီဆိုတဲ့လူလင်တယောက်ဟာနှစ်ပေါင်းများစွာအမှုဒဏ်ကစားနေခဲ့ပါတယ်။နှစ်ရှည်လများစွာအမှုဒဏ်ကစားနေပေမဲ့မောင်နီဟာမထင်မရှားရာထူးကလေးမှာပဲဒါသူ့ညရင်ထမ်းဆောင်နေရတာကြောင့်စိတ်ကြက်နေခဲ့မိတာပေါ့။ဒါကြောင့်မောင်နီဟာသူ့တခင်နေသားမင်းကြီးအားရှောက်တင်လိုက်ပါတယ်။အရှင်နေသားမင်းကြီးကျွန်တော်မျိုးတော့တောင်းခံချူကြီးတွေလိုဝေးစီပြန်တော့မယ်ခင်ဗျာ။ နေသားမင်းကလေဟေ့ဘာဖြစ်လို့လဲကွာရှင်းရှင်းလင်းလင်းစူစမ်းပါအောင်လို့မေးပါတော့တယ်နေသားမင်းကြီးခင်ဗျာခြံလေးကကျဖကိုမြင်နေမဟုတ်လားလို့မောင်နီကဆိုပါတယ်သူကောင်းမှာစောင်းထားတဲ့အမောက်ဟာယဉ်ကျေးမှုကိုပြတဲ့အနှက်တင်ဒေတာတစ်ခုဖြစ်ပါတယ်သူ့ခြေထောက်ကမာကျောတဲ့ခြေသီးနဲ့ခြွန်ထက်တဲ့အတက်တွေဟာသူ့ရဲ့ခွန်အားတွေကိုပြတ်တနေပါတယ် ။ဘယ်ရန်သူမဆိုခုဖို့ဝင်မလေးချင်းက သူ့ရဲ့ရဲဝံ့မှုကိုပြနေပါတယ်။အစာရှာတွေ့တဲ့အခါတိုင်းအခြားတစ်ပါးချက်တွေကို တကုတ်ကုတ်နဲ့ခေါ်ကြွတတ်ခြင်းဟာလည်းသူ့ရဲ့ရဲ့ရောသဘောကောင်းမှုကိုထင်ဟပ်ပြသနေပါတယ်။မြေဦးရန်ကနေမိုးတောက်ရန်ထိအချိန်မှန်မှန်တွင်ကျူးတက်ခြင်းကတော့အမှန်ကိုယ်သာဆိုတတ်တဲ့သူ့သဘောကိုထင်ရှားအောင်ပြသလိုရှိနေပါတယ်။ အဲ့ဒီလိုကွန်ရီသွေးကောင်းငရဲ့နဲ့ပြည်စုံပါလေရဲ့ကျဖတွေဟာအရှင်နယ်စာမင်းကြီးရဲ့ပွဲတော်တည်ဖို့အတွက်နေ့စဉ်နဲ့မျှတစ်ဖြတ်ခံနေရတယ်။ဘာကြောင့်သူတို့ကိုတန်ဖိုးမထအလွယ်တကူတက်စားနေရသလဲ။အကြောင်းရင်းကလူနဲ့လက်လန်းတမီမှာရှိနေတဲ့အတွက်ကြောင့်ပဲသူဟာလူနဲ့နီးစပ်လွန်နေသူ့ကိုအငဲမြင်နေရတယ်တွေ့နေရတယ်အဲ့ဒီတော့ရိုးသွားတယ်။သူ့တန်ဖိုးတွေဘလို့ရှိရဲဆိုတာမစင်စားမိကြတော့ဘူး။ ိုးဝေးကြီးကမိုင်းနှောင်ချီဝေးတဲ့အရက်ကတခါတလေမှ နေပြောင်းပဲပြောင်းရောက်လာတတ်တဲ့တောင်ငန်းဖြူကြီးတွေကြတော့ကျက်ခရဲ့ကုံရင်ကနဲ့ပြည်ဆောင်ကြတာမဟုတ်ပေမဲ့ရှားပါတယ်တွေ့ရခဲ့တယ်ဆိုတာတခုတည်းနဲ့နေသားကြီးကအင်မတန်တန်ဖိုးထားတယ်။ဥယျင်ထဲရေကန်ထဲမှာငါးတွေစားလိတ်တွေစားကောက်ပင်တွေကိုက်ဖြတ်နဲ့မျိုးမျိုးဖြက်စီးပေမဲ့သူတို့ကိုလုံးဝပြစ်ခတ်တက်ဖြတ်ခြင်းမရှိဒီတိုင်းအနှာကြည့်ထားတယ်။ ဒါကြောင့်မို့ကျွန်တော်မျိုးလေတောင်ငန်းဖြူကြီးများလိုဝေးရစီပဲပြန်တန်းသွားတော့မယ်လို့လျှောက်တင်ပါကြောင်းပါနေစားမင်းခင်ရလို့ရောက်တင်လိုက်ပါတယ်။မှန်ပါတယ်။ဒါကြောင့်ပုံမြင်သေးကလိုပဲကျွန်တော်တို့တွေဟာတခါတလေမှာဆရာနဲ့တပြည့်မိဘနဲ့သားသမီးအလို့ရှင်နဲ့လှုပ်သမားစသည်တို့ကြားမှာမီးလုံးသည့်အခါမမြင်တွေ့ပံများသောအခါတန်ဖိုးမရှိ ဆိုရိုးစကားကဲ့သို့နီနီနနာမှာရှိတဲ့သူရဲ့တန်ဖိုးကိုမိလျော်နေတတ်ကြပါတယ်ဒီပုံမြင်လေးကပေးတဲ့တင်ငန်းစာအတိုင်းအနည်းဆုံးသူရဲ့တန်ဖိုးကိုမြင်တတ်ကြပါစေ။